ကျွန်တော်အတွက်တော့နာမည်အရှိအနောက်ထိုးခြင်းကပြဿနာမရှိကျွန်တော်ကျွန်တော်တယောက်တည်းအတွက်ဆိုရင်ကျွန်တော်ဂျေနက်လို့ဒီဇယ်လုပ်ကိုကျွန်တော်လက်ခံလို့ရိုက်ပြီးပြီဆိုရင်ကျွန်တော်နာမည်ဘယ်နေရာကထိုးထိုးကျွန်တော်စိတ်လဲမဝင်စားဘူးလိုက်လည်းမကြည့်ဘူးစီနီယာအရာနာမည်အရှိမှထိုးပြီးတော့မှကားထဲမှာစောက်ပေါင်းကြီးဖြစ်နေမှာလို့ပါတော့ကားထဲမှာကိုဘာလို့ရမလဲပဲအရေးကြီးတာလေဆိုတော့ကားထဲမှာကိုနာမည်ဘယ်နေရာထိုးထားသလဲဆိုတာလေကိုဘာအထင်လို့ရမလဲ ကိုဘာတွေလုပ်ရမလဲဘယ်လောက်လုပ်ပြမလဲဒါပဲအရေးကြီးတာပါကျွန်တော်တယောက်တည်းအတွက်တော့ဒီနာမည်ပြဿနာအရေးမရှိဘူးဒါပေမဲ့ကြီးတဲ့သူတွေကကြီးနေကြတာပဲကျွန်တော်နာမည်အရှိန်အောင် तू ကစီနီယာငါဘယ်နှစ်စောတယ်ပြောပါအဲ့ဒါတွေကတကယ်တော့ nothing ပါဗျကျွန်တော်ပြောခဲ့တဲ့အတိုင်းခင်မုံမို့အေးကိုကောင်းဆောင်ဖြစ်နေရိုက်မယ်ဆိုတဲ့စကားအတိုင်းကျွန်တော်တည်ချင်တယ်အဲ့တော့ပါဝင်သမ ्या သင်းဆောင်နေအားလုံးကခင်မိုးအေးနံပါတ်နောက်ပါအချင်းချင်းနဲ့နေမဲ့သူကိုဖြစ်စေချင် ကျွန်တော်ကတော့ဟိုပြောတဲ့စကားတိုင်းကျွန်တော်ကြည့်နေတယ်လေသူတို့နာမည်ပဲနာထိုးထားလဲသူတို့ live လဲမကြည့်ဘူးမီဒီယာခေါ်ပြီးတော့လဲငိုချင်းမချဘူးပိုစတာမှာသူတို့ပုံမပါတာကိုလဲသူတို့ဟိုဘယ်လိုပြောမလဲဒီနေ့ခက်လို့သာဆိုလို့ရှင်အဲ့ဒါမီဒီယာပေါင်းစုံခေါ်ပြီးတော့ဟိုတော့အဲ့ဒါမျိုးတွေမလုတ်ခဲ့ဆိုတော့ဒါကကျွန်တော် appreciate လုပ်ရပါ ိုးလို့မမိုးမဆင်လို့ဆိုလို့ရှိရင်ကြတော့ကျွန်တော်ကကားထဲမှာစာတန်းထိုးလို့ရှိရင်ဆွေမြတ်သူကခင်မမိုးရေလို့ထိုးပေးရမမိုးမြင်အောင်ခင်မမိုးရေထိုးပေးရအာမိသားစုခင်မမိုးရေထိုးပေးရအဲ့လိုထိုးရတဲ့ဆိုရင်ကြတော့ကျွန်တော်ခင်မမိုးရေကိုခေါင်းဆောင်တင်ရိုက်တယ်ဆိုတဲ့စကားစကားဖြစ်သွားတယ်အဲ့ဒါကြောင့်စီနီယာအမတွေကိုခဏလေးအားနာနာနဲ့ပဲဖယ်ပြီးတော့စဉ်းစားတယ် စဉ်းစားတော့နောက်တစ်ဆင့်စဉ်းစားရတဲ့နေရာမှာအဲဆန်းကြီးကလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်နဲ့စကားပြောမှုတယ်ပြောမှုတော့သူကျွန်တော်ပြောတဲ့အဲမှာကိုယ်လည်းအဲ့လိုမျိုး identity ချာချာလောက်ရတဲ့ character မျိုးရှိတယ်သူစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ပြောမှုအဲ့ဒါအခုကောင်းတဲ့မှာကျွန်တော်မှတ်ထားတယ်အချိန်ကြီးတော့ရိုက်မယ်လို့လည်းမှတ်ထားတာ item လောဘကြီးတဲ့သူ item လောက်ချင်စေရှိတဲ့သူနဲ့ဘယ် director မဆိုအလုံးလုံးချင်ပါပါ ီတော့ပါပဲကျွန်တော်တို့ဒီဘက် generation မှာတော့တယောက်နဲ့တယောက်ကအပြန်အလှန်ယုံကြည်မှုတစ်ခုအလိုလိုရှိကြပါလားအပြန်အလှန် respect ရှိတယ်အပြန်အလှန်ယုံကြည်မှုရှိတယ် manager တွေပါခံမနေဘူးတယောက်နဲ့တယောက်တိုင်းရိုက်စကားပြောကြတယ်ညီမဒါဒါဒါကားရိုက်ကိုညီမကားရိုက်ဖို့ကိုဒါကားရိုက်ခြင်းတွေပြောပြထားတယ်စကားပြောကြအောင်ဆိုတော့ဟုတ်ကဲ့ကိုတွေ့မယ်ဆိုပြီးတော့တွေ့ကြတယ်စကားပြောကြတယ်မတွေ့တာလည်းရမ်းကြတယ်ဆိုတော့အခု၃နှစ်အကြာမှာပြန်တွေ့တော့ ခုနအဓိကပြောနေတာအဲ့ဒါပဲမင်းသမီးတယောက်ကိုကျွန်တော်ရွေးချယ်မယ်ဆိုလို့ရှိရင်ခင်မုံမုံအေကိုကောင်းဆောင်တင်ရမကြတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းခင်မုံမုံအေကိုကောင်းဆောင်ဖြစ်နေရိုက်မယ်ဆိုတဲ့စကားအတိုင်းကျွန်တော်တည်ခြင်းတယ်အဲ့ဒီတော့ပါဝင်သမားသေးဆောင်နေအားလုံးကခင်မုံမုံအေနံပါတ်နောက်မှာအချင်းချင်းနဲ့နဲ့နေမဲ့သူကိုဖြစ်စေချင်ကျွန်တော်ကတော့ဟိုပြောတဲ့စကားအတိုင်းကျွန်တော်တည်ခြင်းတယ်ကျွန်တော်အတွက်တော့နာမည်အရှိအနောက်ထိုးခြင်းကပြဿနာမရှိဘူး ကျွန်တော်ကျွန်တော်တယောက်တည်းအတွက်ဆိုရင်ကျွန်တော်ကားရိုက်တယ်သူများကားကိုရိုးတောင်ပြင်နေကမ်းလမ်းလို့ကျွန်တော်သွားရိုက်တယ်ကျွန်တော်ဂျင်းနဲ့လို့ဒီဇယ်ရုပ်ကိုကျွန်တော်လက်ခံလို့ရိုက်ပြီးပြီဆိုရင်ကျွန်တော်နာမည်ဘယ်နေရာကထိုးထိုးကျွန်တော်စိတ်လဲမဝင်စားလိုက်လဲမကြည့်ဘူးစီနီယာအရနာမည်အရှိမထိုးပြီးတော့မှကားထဲမှာစောက်ပေါင်းကြီးဖြစ်နေမလုပ်ပါဘူးတော့ကားထဲမှာကိုဘာလို့ရမလဲပဲအရေးကြီးတာလေဆိုတော့ကားထဲမှာကိုနာမည်ဘယ်နေရာထိုးထားသလဲဆိုတာလေကိုဘာအိုင်တင်လောက်ရမလဲ ကိုဘာတွေလောက်ရမလဲဘယ်လောက်လောက်ပြမလဲဒါကပဲအရေးကြီးတာပါကျွန်တော်တယောက်တည်းအတွက်တော့ဒီနာမည်ပြဿနာအရေးမရှိဘူးဒါပေမဲ့ကြီးတဲ့သူတွေကကြီးနေကြတာပဲကျွန်တော်နာမည်အရှိန်အောင်သူကစီနီယာငါဘယ်နှစ်နဲ့စောတယ်ပြောပါအဲ့ဒါတွေကတကယ်တော့ nothing ပါဗျကျွန်တော်အဲ့ဒါဟိုတလုံးကကျွန်တော်တစီမြောင်းချောင်းလိုက်လူသားလူလူရှိပြီဆိုတော့ကားပိုစတာကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆောင်ဝင်းကျော်နဲ့ဆန်ရီမိုးမြင့်နဲ့ဟောမှတ်ရရကျွန်တော်ချီးကျူးလို့ရတယ်လေ သူတို့နာမည်ပဲနားထိုးထားလဲသူတို့ live လဲမကြည့်ဘူးမီဒီယာခေါ်ပြီးတော့လဲငိုခြင်းမချဘူးပိုစတာမှာသူတို့ကိုမပါတာကိုလဲသူတို့ဟိုဘယ်လိုပြောမလဲဒီနေ့ခင်လို့သာဆိုလို့ရှင်အဲ့ဒါမီဒီယာပေါင်းစုံခေါ်ပြီးတော့ဘုံတော့အဲ့ဒါမျိုးတွေမလုတ်ခဲ့ဆိုတော့ဒါကကျွန်တော် appreciate လုပ်ရပါအဲ့ဒါပဲအဲ့ကျွန်တော်ပြောခုနကကျွန်တော်ပြောသလိုပဲစီနီယာအရတော့ကိုယ်နာမည်ကရှေ့ရောက်သွားတယ်ဒါပေမဲ့ကားတော့ကိုယ်ကစောက်ကုန်ကြီးဖြစ်နေဘာလို့ပါကားတော့ကိုယ်ဘာလို့ရမလဲဆိုတာပဲအရေးကြီးတာ ဲ့လိုမျိုးလာပြီးတော့ဟိုကြည်ကြတတ်တာမျိုးတွေလည်းကြုံမှုတယ်ဖြည့်ရှင်းတဲ့သူဆိုတော့ဖြည့်ရှင်းပေးလိုက်တယ်ဖြည့်ရှင်းစရာမလိုဘူးဆိုလို့ရှိရင်တော့လည်းဒီနောက်မရချင်မရနဲ့ပေါ့ဒါပဲပြောလိုက်တာကျေးဇူးများရတယ်ပါတယ်ဟိုကျွန်တော်ယုံကြည်မှုလေးထားပေးကြတာကျေးဇူးတင်တယ်လို့ပြောညီမဗီလိန်ပေါ့နော်တဲ့ဟုတ်တယ်ညီမလို့ ဟိုအဲ့လိုမျိုးဇာတိန်ကြရင် ပြန်ဖြီးပေးပါမယ်လို့ဗီလိန်မဖြစ်စေရပါဘူးလို့ပါတော့ပေါ့ပြီးတော့ပြောချင်ဘူးဗီလိန်အစ်စ်ပဲတကယ် evil ပဲဆိုတော့သူအဓိကလက်ခံပြစ်တာဒီကျွန်တော်ယုံကြည်မှုလဲတဝက်ပါမယ်မခင်မမိုအေးကိုသူပြန်ပြီးဇက်ဖို့လုပ်ပေးရမှာ ਉਹ လဲသူ shit သူသိတယ်ဒီအရှင်းပါဒီမခင်မမိုအေးကိုကျွန်တော်ခေါင်းဆောင်တင်ရိုက်မဲ့တဲ့င်း social media ပေါ်မှာဖြစ်ပြခဲ့တာသူသိတယ် ပြောပြတယ်ကျွန်တော်ကလူတယောက်ကျွန်တော်စကားတစ်ခုလာပြောထားရင်အဲ့ဒီစကားကိုဘယ်နာမှပြောခဲ့တယ်ဆိုတာကအစားအမှတ်မိတယ်မရတော့မရဘူးဒါပေမဲ့သူ့ကားကြီးကျွန်တော်ကြည့်ဘူးလေသူလုံနိုင်ပါစိတ်နှစ်ပြီးတော့လုံးတတ်တယ်သူပေါ့နော်စိတ်မပိုင်ဘာမှမလုပ်ဘူးသူစိတ်ပါလို့လုပ်ပြီဆိုလို့ရှင်လည်းတကယ်သေးသေးချာချာထီထီရဲရောလုံးတတ်တယ်သူလို့မြင်ပါတယ်ကြိုက်ပါတယ်သူတချင်းတွေဆိုလည်းကျွန်တော်သူတချင်းရဲ့ပရိတ်သတ်ဖြစ်ပူပါကျွန်တော်ဒီဇလန်ဇန်ညုံတစ်ပုတ်လုံးကိုကျွန်တော်ဖတ်ကြည့်ပြီးတဲ့အချိန်မှာဇန်ညုံကကျွန်တော် ကိုယ်တိုင်ရေးထားတာမဟုတ်ဇလန်ဖရိန်ကတဝက်လောက်ပဲကျွန်တော်စမ်းသပ်တာဇန်ယိုးရေးဆရာမလေးပြောင်းနဲ့အပ်ပြီးတော့ကျွန်တော်ပြန်ဖတ်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကျဉ်းနေတယ်ကျဉ်းနေပြီးတော့ဒီဟာကိုကျွန်တော် test အနေနဲ့အချို့လူတွေကျွန်တော်ပြန်ဖတ်ကြည့်တဲ့အချိန်မှာလည်းသူတို့ဆရာတွေဇလန်အရန်ကောင်းတယ်ဆိုတော့အပန်ပြန်ကြားဆိုတော့ဒီဇိုင်းတွေသူတို့နှယောက်မှမဟုတ်ပါဘူးပါဝင်သမ ्या တရုတ်ဆောင်တိုင်းတို့က item သေးသေးချာချာလုတ်ခွင့်ရမှာကာလို့ နောက်ထပ်ခင်မမို့အေးတွေအများကြီးရှိလာသေးတယ်ကျွန်တော်ဖြည်းဖြည်းချင်းပဲခြားပြပါမယ်စိတ်စဉ်းစားတင်ပါတယ်စိတ်ဝင်စားပေးကြတဲ့ပရိသတ်တယောက်ချင်းပဲချေးကျူးတင်ပါတယ်ဒီဇာကားကဟိုအမအတွက်ခင်မမို့အေးဆိုတော့တရုပ်ဆောင်အမျိုးသမီးတယောက်အတွက်အမတ်တရတစ်ခုချင်းစီဖြစ်ပါလိမ့်မယ်